ြာပွဲမတိုင်ခင်သိန်း200နီးပါးလောက်တော့ရောင်းချပြီးသွားပြီတို့ပေးတဲ့ပကြီကားကိုရောင်းညံတော့တဲ့ရောင်းလှူအပ်ပြီးရောဆိုပြီးတော့အဲ့လိုပေးထားတဲ့ပကြီဆရာတွေကယာနုံးပြည့်ဓမ္မတွေတော်များတယ်ငလျင်ဘေးတံမှာငါတို့လူပြန်ရှင်ရတ္တာပါဝင်ပြီးတော့လှူဒန်းကြရအောင်ဆိုပြီးတော့ဆရာတို့ရဲ့နိုင်ငံကြီးပကြီဥဆိုးမိုးကအစဥက္ကရာနဲ့တကွဆရာတို့အတွင်မူအဖွဲ့ဒါအားလုံးကနေပြီးတော့စူပေါင်းတိုင်ပင်ပြီးတော့ဒီပွဲလေးဖြစ်လာအောင်ဆောင်ရွက်ကြပါလေအဲ့တော့ပြပွဲပြီးသွားရင်တော့ဆရာတို့ အနေထားရသိန်း300ကျော်လောက်မျောလင်းပါတယ်ဒါတနိုင်တစ်ပိုင်ပေါ့လေဒီကလင်းဘေးမှာစရတာပါဝင်ပြီးတော့တူတန်းရတဲ့ကုစုစေနာတွေကအလုံးအများသူငါအတွက်ဒုက္ခရောက်နေတဲ့ပြည်သူပြည်သားတွေအတွက်ကိုဆရာတို့အနေထားအနေနဲ့ဒီပကြီကားလေးပေါ်မှာရရှိတဲ့ဟလာငွေကြီးတွေကတကယ်မုံမြတ်တဲ့စေနာနဲ့လှူဒန်းကြတာပါလို့ပြောကြလို့ပါတယ် ရနမရဥထေအောင်ပါပကြီးဥထေအောင်ပါဒီပြပွဲလေးဖြစ်လာဖို့အတွက်ဆရာတို့ရဲ့မြန်မာနိုင်ငံရိုးရပန်းပညာရှင်များအစီအုံဘဟုကနေပြီးတော့ကြီးမှုကျင်းပပြီးတော့ဆောင်ရွက်နိုင်အောင်ဆိုပြီးတော့ဆရာတို့ပြီးခဲ့တဲ့နှစ်ရည်နေရနေပြီးတော့အစီအဝေးကိုအားကျင်းလုပ်ရပါတယ်အစီအဝေးအားကျင်းလုပ်ပြီးတဲ့အခါကျတော့ပကြီးလောကသားတွေအလှူငွေထဲဝင်နိုင်အောင်ဆိုပြီးတော့ပကြီးကားတွေကိုရရှိအောင်ဆရာတို့စီစဉ်ဆောင်ရွက်ရတယ် ီရင်ဆောင်ရွက်တဲ့အခါမှာ ပကြီးဆရာတယောက်အနေထားအနေနဲ့ဝေတသိန်းနှစ်သိန်းလှူဖို့ဆိုတာတော်လေးခက်ခဲရှိပါတယ်အခုအချိန်ရနေဒါပေမဲ့ပကြီးကားတစ်ချက်ကိုလှူဖို့ဆိုတာကြတော့တိတ်ပြီးတော့ကိုပညာနဲ့ကိုလှူဒန်းငွေရတဲ့အခါကျတော့တိတ်မခဲရင်ကြဘူးအဲ့ဒီတော့ကြောင်းပကြီးပြဝဲလေးလှုပ်ချင်းသည်ပကြီးဆရာတွေအများစုလှူဒန်းနိုင်တယ်ဆိုပြီးတော့ဆရာတို့ကအလှူငွေရရှိရေးအတွက်ကိုဥတည်ပြီးတော့ဒီ ငလင်းဘေးတံမှာငါတို့အမှုပြန်ရှင်ရတာပါဝင် ပြီးတော့လှူဒန်းကြရအောင်ဆိုပြီးတော့ဆရာတို့ရဲ့နာဂ ayi ပကြီးဥဆိုးမောအစဥက္ကရာနဲ့တကွဆရာတို့အတွင်မူအဖွဲ့ဒါအားလုံးကနေပြီးတော့စူပေါင်းတိုင်ပင်ပြီးတော့ဒီပွဲလေးဖြစ်လာအောင်ဆောင်ရွက်ကြပါလေအခုဆိုရင်ဆရာတို့မြင်ရတဲ့မြင်ကွင်းကတော့ဒါမရှုမလဆရာတို့ရဲ့အားလုံးအားလုံးဖြစ်ပေါ်တဲ့ဘေးဒဏ်တွေကြားထဲမှာအဆိုးဝါးဆုံးလို့မြင်ရပါတယ်အဆိုးဝါးဆုံးဖြစ်တဲ့အခါကျတော့အသက်ပေါင်းများစွာ စီးရီးဥစ္စာပေါင်းများစွာဆုံးရှုံးရတဲ့ဒီလိုပွဲကြီးဟာဆရာတို့အခုတက်တက်မှာတခါကြုံရသလိုဖြစ်ပါတယ်။ဥမာရှိခဲ့ပါတယ်ရေဘေးမီးဘေးကိစ္စတွေလက်ဆရာတို့အဲ့ဒီအချိန်ကတော့ဆရာတို့တတ်နိုင်တယ်လို့ဆရာတို့ပါဝင်လှူဒန်းခဲ့တာတွေရှိပါတယ်။ဒါပေမဲ့ဒီတစ်ချိန်ဖြစ်တဲ့အဖြစ်အပျက်ကတော်တော်လေးဆိုးရတဲ့အတွက်ကြောင့်ဒါအားလုံးအများသူကခொနည်းတားပြီးအားလုံးကစိတ်မချမ်းမြေ့စရာဖြစ်နေရတဲ့အထက်မှာဆရာတို့က ရှေ့ခွဲစရာမြင်ကွင်းတွေကနေတူကအလုံးမြင်နေကြရတယ်။မြင်နေကြရတဲ့အခါကျတော့ဒါတွေကိုအခုလက်ရှိအခြေအနေကပြန်လည်ပြီးတော့ဘလို့ဆောင်းရှောက်ရမလဲဆိုတဲ့အခါမှာဆရာတို့အမှုပြန်သမားတွေဘက်ကဥတစ်ချက်တဲတွင်ပမာပေါ့နော်။ကိုတတ်နိုင်သလောက်လေးပါဝင်လှူဒန်းခွင့်ရတာကိုအလုံးကလည်းဝမ်းသာကျေနပ်ကြပါတယ်။ဆရာတို့ကဲ့သို့ပဲပကြီးဆရာအများစုဟာနေရာတိုင်းမှာလို့လို့ သူတို့ရဲ့တနိုင်တစ်ပိုင်နဲ့ပြပွဲလေးတွေစီစဉ်ပြီးတော့ပြကြနေတာပြပြီးတော့လှူဒန်းကြတာကိုလည်းအဲအရင်ပဲကြည်နူးမိပါတယ်ဒါဆရာတို့ပကြီးလောကသားတွေဆိုတာအမှုပညာတရားအနေထားအနေနဲ့ပကြီးကတစ်ချက်ရောင်းမှအဲတစ်ချက်ပေါ်မှာရတဲ့အခွင့်အရေးမျိုးဒါပေမဲ့အခုဆိုရင်ဆရာတို့မှာအကြောင်းဝယ်ဆိုတာကတော်တော်လေးမရှိတဲ့လောက်ဖြစ်တယ်ဖြစ်တဲ့ကြားတွေကနေပြီးတော့ မရှိရှိတဲ့ဂျားတွေကလှူကြရအောင်ဆိုပြီးတော့အခုလိုခင်းချင်းပြတ်တဲ့ပွဲကြီးမှာတရက်တအားနေထားနေတဲ့ပကြီးကတစ်ချက်နှစ်ချက်စသည်အားဖြင့်အခုဆိုရင်ဆရာတို့စီမှာယာနုံးပြေလှူတဲ့ပကြီးဆရာတွေတော်တော်များပါတယ်နောက်တခါတကယ်တမ်းပကြီးဆရာအလယ်လက်တန်းတောင်းမှာလှူကျင်တယ်ဒါပေမဲ့ပကြီးကတစ်ချက်ကိုတော့ပို့ကျင်တယ်တို့ပင်နဲ့တို့တို့မှာလမ်းစိတ်မရှိဘူး လမ်းစိတ်မရှိတဲ့အခါကျတော့ဒီလမ်းစိတ်လေးကိုပြန်ရအောင်ရောမဖန်တီးပေးနိုင်ဘူးလားလို့ဆရာတို့စီမှာဒီလိုလေး complaint တက်လာတဲ့အခါကျတော့ဆရာတို့ပြန်စဉ်းစားတယ်တကယ်တန်းတန်းတော့လှူတဲ့လူတွေကြတော့အဲသူတို့ကလာပြီးတော့တိုင်စီနဲ့လာပို့တယ်အ ਨੇ ဆုံးဒီနေရာရောက်ဖို့ကတိုင်စီစိတ်ကအ ਨੇ ဆုံးတစ်တောင်းခွင့်နှစ်တောင်းလောက်ပေးရတယ်အဲလိုပေးရတဲ့ဇေယိတ်တော်မှမရှိဘဲနဲ့ပကြီကတော့လှူခြင်းတယ်ဒါပေမဲ့ဒီကိုရောက်အောင်ပို့ဖို့ဆိုတာအခက်အခဲရှိတယ် အဲ့တော့ဒါလေးကိုပြန်ပြီးတော့ဆောင်ရွက်ပေးပါဆိုတဲ့ခါကျတော့ဆရာတို့ရာရင်တို့တရားမှာတရားပြည့်လှူတဲ့လူရှိတယ်လို့80လှူပြီးတော့30လောက်ပြန်ယူသူတို့ခီးစိတ်လေးပါပြီးပေးရတဲ့ပညာရှင်တွေလည်းရှိကောင်းရှိပါတယ်ဒါကလည်းဟိုအမတန်မှသူတို့မှခဲရခဲစိတ်အနေထားနဲ့ဖြစ်ပေါ်တဲ့အတွက်သူတို့ဘက်ကလည်းအဲတောင်းတပြီးတော့ပြောကြတဲ့သဘောပါဒါကိုလည်းဆရာတို့ကြည်နက်နက်နဲ့ကဲလှူပါ လှူတဲ့နေရာမှာအပြည့်လှူတဲ့လူရှိတယ်လို့80 30လှူတဲ့လူတွေရှိပါတယ်ဆိုပြီးတော့ဆရာတို့လက်ခံပါတယ်အခုဆိုရင်ကားပေါင်း135ကျောက်လောက်ဆရာတို့ဒီပြပွဲမှာလာပြီးတော့ပြတာကြပါတယ်နောက်ကလေးလူကြီးအစအကုန်လုံးကလေးလေးတွေလည်းအကုန်လုံးပါဝင်တယ်ပြတာတယ်အဲလူကြီးတွေလည်းပါဝင်တယ်တကယ်နာမည်ကြီးဆရာကြီးတွေဆရာကြီးဦးလုံးကျော်ရအစသူရခေရောင်းတဲ့ဈေးထက် ရှော့ပေါ်ပြီးတော့ကိုသူကဟိုဝယ်တယ်ပေါ့နော်ရောင်းတယ်ဟိုအရင်ရောင်းထားတဲ့330ကားကအခု330ဝန်းကျင်လောက်နဲ့ရောင်းလိုက်ပါလှူရင်ပြီးရောဆိုပြီးတော့အဲဆရာကြီးဆရာဦးလုံးကျွဲဆရာမကြီးတော်လုံးမြတ်မြတ်စသည်အဖြစ်ဒီဆရာမကြီးတွေကိုယ်တိုင်ကနေပါဝင်ဝင်ပြီးတော့လှူဒန်းပါတယ်အဲ့တော့နာမည်ကြီးပြည်ဆရာတွေကလည်းတော်တော်များများ ိုဆရာတို့ဖိမ့်မှန်ကပြုတ်ပြီးတော့ဒီလိုခက်ခဲတွေရှိတယ်ဆိုတော့အားလုံးကလာကြပါတယ်အဲ့တော့ဆရာတို့အဖွဲ့စည်းနေတာနေနဲ့ဟိုပြောရမယ်ဆိုရင်တော့အင်အားတောင့်တင်းပြီးတော့တကယ်လူတိုင်းတားနိုင်တဲ့အဲလူတွေပါဝင်လာအောင်ဆိုပြီးတော့လဲဆရာတို့ဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်တော့အခုဆိုရင်တော့ဆရာတို့ပြပွဲမတိုင်ခင်တိန်း200နီးပါးလောက်တော့ရောင်းချပြီးသွားပြီရောင်းချပြီးသွားပြီဟုတ်ကဲ့ပါ အဲ့တော့အဲဝန်တာစရာပါအဲ့တော့ပြဝဲပြီးသွားရင်တော့ဆရာတို့အနေထားရသိန်း300ကျော်လောက်ညွှန်လင်းပါတယ်ဒါတနိုင်တစ်ပိုင်ပေါ့လေတကယ်ကိုဖြစ်ပေါ်နေတဲ့ကလေးဘေးဒဏ်ကြောင့်ပျက်စီးယူရင်းနဲ့တကယ်ကိုဟိုမရှုမလားဖြစ်တဲ့အခြေအနေတွေပေါ်မှာမူတည်ပြီးတော့နောက်ပြန်လဲထူထောင်ရေးဆိုတော့လေဆရာတို့ကတဆင့်ရှိပါသေးတယ်အဲ့ဒီအတွက်ကိုလည်းဆရာတို့စဉ်းစားပြီးတော့ပြန်လဲထူထောင်ရေးကိုလည်းတရက်တအားပါဝင် ီးတော့ဆောင်ရွက်ဖို့ဆိုတာဆရာတို့ဟိုဟာစိတ်ကူးထားတယ်ကြီးရွယ်ချက်လည်းရှိတယ်ထပ်ပြီးတော့လည်းလုပ်မယ်လို့လည်းဥတည်ထားပါတယ်အဲ့ဒီတော့ကြောင့်ဒီကလေးဘေးမှာတရတာပါဝင်ပြီးတော့လူတန်းရတဲ့ကုသိုလ်စေနာတွေကအားလုံးအများသူငါအတွက်ဒုက္ခရောက်နေတဲ့ပြည်သူပြည်သားတွေအတွက်ကိုဆရာတို့အနေထားအနေနဲ့ဒီပကြီကားလေးပေါ်မှာရရှိတဲ့ဟလာငွေကြီးတွေကတကယ်မုံမြတ်တဲ့စေတံနဲ့လှူဒန်းကြတာပါလို့ ပြောကြားလိုပါတယ်ဆရာတို့ကဟောပေါ်ရှေ့ရနေရနေပြီးတော့၁၀ရနေ့ထိ၃ရက်ရောင်းချမှာပါဒီထဲမှာရောင်းချတဲ့နေရာမှာအထူးသဖြင့်ပြောလိုတာကတော့ပကြီးကားတစ်ချက်ကိုပကြီးဆရာတွေကသူ့ရဲ့ရောင်းသေးတွေသူ့ရဲ့အဆင့်လိုက်တင်ပိုင်ခွင့်ရှိတယ်ဥပမာတိန်းကိုဒေါ်လာနဲ့တင်တဲ့လူရှိတယ်လို့ယာနဲ့ချီတင်တဲ့လူရှိတယ်ဆယ်နဲ့ချီတင်တဲ့လူရှိတယ်အဲ့ဒီလူတွေကအဲ့လိုမျိုးမဟုတ်ဖ ೇನೆ ဥမာခုပကြီးဆရာဇော်ဝင်းဖေဆိုရင်သူ့ပကြီးကရောင်းစေးရဒေါ်လာ၄00တော့ရှိတယ်ဒါပေမဲ့အခုသူ3100နဲ့သူရောင်းတယ်ဒါပေမဲ့အဲ့လိုပဲ3100နဲ့ရောင်းတဲ့ပကြီးကအာချင်းပဲထွက်သွားတယ်အင်းရောင်းလိုက်ရတယ်အရန်ဝန်တာပီတီဖြစ်ဖို့ကောင်းတယ်ဆိုတော့လှူတဲ့လူအနေထားအနေနဲ့ကလည်းအဲမနေ့ကပြပွဲမတိုင်ခင်မှာပေါ့နော်လာကြည့်ပြီးတော့ဒီကားတွေဒီကားတွေ အဲလိုချင်တယ်ဆိုပြီးတော့တခါတည်း3-4ကားကိုစီးရင်မှတ်ပြီးတော့ယူသွားတာတွေရှိတယ်။ဟိုဆရာတို့ကားတွေဆိုရင် လိုင်းမော်ဒါကကလေးဘေးတံကိုလှူချင်တယ်။ဆရာတို့ဆိုရင်15သိန်း30လောက်ရောင်းတဲ့ကားကို6သိန်းနဲ့ရောင်းတယ်။အဲဆိုတာအခုရောင်းတဲ့ပကြီးကားတံပိုးတွေကပကြီးဆရာတယောက်ကရောင်းနေကြတံပိုးမဟုတ်ဘူး။တကယ်လှူပြအောင်ဆိုပြီးတော့အလှူတဲ့ပါဝင်ခြင်းနဲ့လူတွေကယာနှုံးပြည့် ိုရှိပါတယ်အဲ့တော့ရာနှုန်းပြည့်လှူရတဲ့လူတွေကလည်းတို့ပေးတဲ့ပကြီကားကိုရောင်းညံတော့တဲ့ရောင်းလှူရရင်ပြီးရောဆိုပြီးတော့အဲ့လိုပေးထားတဲ့ပကြီဆရာတွေကရာနှုန်းပြည့်တမားတွေတော်များတယ်အဲခုနနောက်ပြောတဲ့ဒုတိယအဆင့်ကတော့တို့လမ်းစိတ်လေးပြန်ရအောင်အဲလှူရင်တန်းကျင်တဲ့လူတွေရှိတယ်ပေါ့နော်ဆိုတော့အမတန်ပီတိဖြစ်စရာကောင်းပါလေဆရာတို့အခုလက်ရှိ ပြပွဲကြီးကျင်းပနေတဲ့နေရာကပြပွဲကျင်းပနေတဲ့နေရာကကုံတယ်လန်း30တန်းနဲ့30လန်းကြားမှာရှိတဲ့ရှာတို့ရဲ့ရင်ကျင်းမှုဝင်ကြီးဌာနပိုင်ဆိုင်တဲ့အမျိုးသားစာကြည့်တိုက်ဆိုတာရှိပါတယ်အဲ့အမျိုးသားစာကြည့်တိုက်ရဲ့ခန်းမကြီးမှာရှာတို့ခန်းခန်းနာနာနဲ့ပြထားပါတယ်အဲ့အမျိုးသားစာကြည့်တိုက်ကိုလည်းဆရာတို့ကဒီရင်ကျင်းမှုဝင်ကြီးဌာနဆရာတို့ရဲ့အဖွဲ့အစည်းကရင်ကျင်းမှုဝင်ကြီးဌာနလက်အောက်မှာရှိတဲ့အတွက်ကြောင့် ရေးဝီကြီးဌာနကနေတော့အခမဲ့ဆရာတို့ပြသခွင့်ရပါတယ်ဒီရမွေပွဲလေးကိုအခမဲ့ပြသခွင့်ရတဲ့အတွက်ဒါအထူးပဲဟိုဝန်တာ PD ဖြစ်ရပါတယ်ဒါကိုလည်းလှူပြအောင်လဲဆရာတို့ဟိုဝိုင်းဝန်းပြီးတော့ဆောင်ရွက်ပေးကြတဲ့အားလုံးအားလုံးတော့မိတ်ဆွေများကိုအထူးပဲကျေးဇူးတင်ရှိကြောင်းဒီနေ့ကနေပြောကြားလိုပါတယ်